အားလုံးပဲမင်္ဂလာပါ AKT မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗီဒီယိုမတင်ဖြစ်တာကြာသွားတဲ့အတွက်ဒီတစ်ခါမှာအကောင်းဆုံးအကြံဉာဏ်တွေကိုပို့ဆောင်နိုင်ဆိုင်ရှိတဲ့လောက်ကြိုးစားပြီးတင်ဆက်ပေးတော့အောင်ပါအဆုံးအထိကြည့်ပြီးတော့ပြောနေပါဒီတစ်ခါကျွန်တော်တင်ဆက်ပေးမှာကကျွန်တော်ဝိုင်းတဲ့မေတ္တာအေဒမစတိုင်မှာအရှုံးရနဲ့မိတ်ဆွေတို့အတွက်မန်ဘူးဆော့မလဲဆိုတဲ့မွန်ကြီးနဲ့အရှင်မေတော့ Main langsung nih gue, gue cari senjap itu lama Ya, sama aja ya Cuno, aku di itu tolong star itu mumpi apa itu di cari senjap itu lama Cuno dimas Cuno dikasih lah ဒီတော့ star ရဲ့ဘယ်ုံလေးရဲ့ဝိုင်းပဲရဲ့ဘယ်ရဲ့လေးခုကိုဒီကထားတော့တော့ပြတော့ဒီမှာလေဘာဖြစ်လို့လဲဆိုတော့ဒီလေးခုကနမရပေါ်ရဒီလိုသူ့ကိုပြဆောက်ထားတဲ့ပုံစံကတခုနဲ့အမောင်းစမ်းနဲ့ဖြစ်ပါလေကျွန်တော်အဲ့ဒါနဲ့ star ရဲ့တစ်ချက်ဝင်ကြည့်လိုက်ပါမယ်ဒီမှာကျွန်တော်ပြောပါချင်တာကကျွန်တော်အဓိကဆော့နေရတာနဲ့ပတ်သက်ပြီးပြောပြပေးတော့မှာပါအဓိကကျွန်တော်ဆော့ရတာကြည့်ရဲကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်တချို့ဟာဘာဖြစ်လို့လဲဆိုတော့ တချို့က software အောင်ပေးဘူးတချို့မိတ်ဆွေရာ slow game တွေကတော့ချော့ကြတယ်ညောင်တော်များအဲ slow game တွေမှာလည်းဘယ်ဟာရှုံးနေကြများလဲလဲလဲဆိုတာကျွန်တော်တို့ဆွလာတဲ့စက်တန်းကာလနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံနဲ့ဘယ်ဟာနိုင်နေကြများလဲဆိုတာတို့တော့ပြတော့မှာဒီမှာဖေဖော်ဝါရီပေါ့ကျွန်တော်တို့ဘယ်လက်သွားအောင်လဲဆိုတော့ ဒီမှာဒီပေါ်မှာ FIFA ရှိရယ်နော်ဒီပေါ်လေးမှာတချို့မိတ်ဆွေတော်မပေါ်ပါဘူးဗျပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာ fitter မှာပါတယ် fitter မှာပြောမှာ FIFA ဆိုတော့ဒီမှာဆိုက်ရှာလို့ရပါတယ်ဒီမှာစပါမှာနော် okay အကျွန်တော်ရမ်းချတော့ကျွန်တော်မှထည့်ထားပြတာဆိုတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီ fitter ထဲဝင်လိုက်မယ်ဒီပါနော် Now that I've been put through hell, I never got any wow. myself. ဒီမှာကျွန်တော်အဓိကဆောတာနှစ်ခုရှိတယ်။အဘာလဲဆိုတော့ဒီမှာ F24 55 Super League အဲဒီတစ်ခုရယ်နောက်တစ်ခုကအင်္ဂလန် Championship ပေါ့နှစ်ခုအဓိကကျွန်တော်ဆောပါတယ်။ဒီတစ်ခုမှာကျွန်တော်ဘာအဓိကဆောတာလဲဆိုတော့ဒီပွဲတွေမှာသင်္ကာထက်ဒီတပိုင်းတပိုင်းကိုတပိုင်းမှာ3မိနစ်ရှိတယ်။နှစ်ပိုင်းဆို6မိနစ်ရှိတယ်။ တပိုင်း3မိနစ်အတွင်းမှာ3မိနစ်တိုင်းမှာသူကနှကိုးပုံမှန်တွန်းတာများတယ်။ဒီမှာကျွန်တော်ပြပြမယ်။ဒီမှာတူတဲ့ over 1.5ဆိုတော့1.4ပဲပြီးတယ်။အဲ့ဒါကိုကျွန်တော်တို့1.4မှာမထည့်ပါဘူး။နှစပြည့်မှာထည့်ပါပါ။ဒါကိုခဏလေးစောင့်ရမ်းနဲ့ဒါဆိုရင်နှွားပိုင်း2မိနစ်ကျော်လာရောကျွန်တော်3မိနစ်ကျော်လာပြီဆိုရင်ဒုတိယပိုင်းရောက်သွားတယ်။2 second half ပေါ့။အမှ တူတယ်ဥပမာဖိုင်ဟာနဆဖြစ်အောင်ခဏလေးဆိုရင်နဆဖြစ်တယ်အနဆဖြစ်တဲ့အချိန်မှာထဲမှာနော်ဒီမှာတစ်ချက်ဒီကျွန်တော်ပြောတာပထမချက်ကဒီစူပါလိတွေမှာတစ်ပိုင်းတစ်ပိုင်းကိုပုံမှန်နှကိုးသွင်းတယ်အဲ့ဒီနှကိုးသွင်းတာကိုကျွန်တော်တို့ဒီတစ်ပိုင်းစီခွဲထည့်ရမယ်ပထမပိုင်းဒုတိယပိုင်းပထမပိုင်းမှာကျွန်တော်တို့တူတယ်ကိုပေါင်းကိုကိုပေါင်းကိုဥပ1.5ထည့်မယ် ပူပါဝမ်းဖိုင်ဆိုဒီမှာ1.7ပဲရှိပါတယ်ကျွန်တော်နှစ်ဆပြည့်အောင်စောင့်ပြီးတော့ထည့်ပါပါဒီမှာကျွန်တော်ပူပွဲလေးပူပွဲလေးထည့်ပေးပါမယ်ဒါဆိုရင်ကျွန်တော်10မိနစ်ကြောလာပြီပေါ့ပထမပြီးတော့ကျွန်တော်ပထမပြီးတော့မယ်နော်အဲ့ဒီ10မိနစ်ကြော်လာရင်ကျွန်တော်တို့ဒရပါ3မိနစ်ကြော်လာရင်ဒရပါရပါပေါ့အဲ့ဒရပါမှာကျွန်တော်တူတဲ့ over 1.5ပဲထည့်မယ်နော်ဘာဖြစ်လို့လဲဆိုတော့အပိုင်းတစ်ပိုင်းကို ုံမှန်နှစ်ခုသွန်းတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီစကားဟဲ့ကိုတို့တဲ့ over over five ပဲထိုင်မယ်เนาะကျွန်တော်မထိုင်ဘူးအဲ့ဒါကြီးကျွန်တော်မထမထားပြီဒီမှာဆိုစားတက်တက်လာပြီเนาะအချင်းရဒီမှာအဲအချင်းရเนาะ3မိနစ်ကျော်လာပြီမအဲ့ချိန်မှာတို့တဲ့ over over five အဖြစ်ကြီးစားများလာပြီเนาะ1.6ကျွန်တော်1.6မထည့်သေးဘူးเนาะ လက်စပြေမှာထင်ပါနော်ဒီမှာကျွန်တော်ဆော့နေကြအောင်လက်စပြေမှာထင်ပါနော်ဒါတူတဲ့ over 105အဲကျော်1.90ဖြစ်လာပြီနော်1.90တော့လက်စပြေမှာထင်ပါနော်အဲလက်စပြေဆိုရင်ထည့်လိုက်တော့အဲကျွန်တော်ဘယ်လောက်ထင်မှာအခုထည့်လိုက်တော့ပေါ့နှစ်သိန်းထည့်လိုက်မယ်ဥမာအာအမမမိလိုက်ဘူးအဲ့လိုဟာရှိရကျွန်တော်တို့ ထက်ကနေမှတည်ရမှာအဲ့လိုကောက်တင်သွားတာနှစ်ဆပြေမှာကောက်တင်သွားတာအဲကျွန်တော်တို့မထည့်လိုက်ရအောင်ပေါ့မထည့်လိုက်ရအောင်ဆိုတော့အိစမရှိဘူးကျင်းနောက်ကနေရှိတယ်ဒါခုကျွန်တော်ဆော့ပြမလို့ပေါ့ဆော့ပြမလို့လုံနေရင်းနဲ့ဒီလိုဖြစ်တတ်တဲ့ဟာတွေကျွန်တော်တစ်ခါရှင်းပြပေးတော့မယ်နောက်တစ်ခုကဒီဒီပွဲတွေမှာနှစ်ဖက်စလုံးဂိုးသွင်းတာများတယ် ကိုးသွင်းလာများတယ်အဲ့တော့ဂျူဝင်တဲ့တကိုးသွင်းကိုကျွန်တော်တို့ထည့်မယ်နော်ထည့်မယ်ထည့်မယ်ဆိုတော့ total 2ပေါ့ total 2 over 0.5ဆိုတော့ဒီမှာဘယ်လောက်ပြီးလဲနှစ်ဆကျော်ပြီးပြီနော်အဲ့တော့မိတ်ဆွေဘာမှကြည့်ဘူးနဲ့စားအောင်မကြည့်ရင်ပြစ်တာထည့်လိုက်ကျွန်တော်ပြစ်ထည့်လိုက်မယ်နော်နှစ်သိန်းလောက်ပြစ်ထည့်လိုက် okay နှစ်သိန်းလောက်ပြစ်ထည့်လိုက်မယ်နော်ဒါဂျူမင်းတဲ့တကူးသွင်းနေတယ်ကျွန်တော်နိုင်မှာနော်အဲ့တနည်းကျွန်တော်ဆိုတာနော်နောက်တစ်ခုပြောပြမယ် နောက်တစ်ခုကဒီမှာအင်္ဂလန်ချန်ပီယံရှစ်အင်္ဂလန်ချန်ပီယံရှစ်ကဘာထည့်ရမလဲဆိုတော့ဒီမှာကျွန်တော်ကြည့်ရမယ်ဆိုရင်တပွဲကိုသူကဘယ်များနေဆိုရင်ဘယ်လိုနိုင်ရဘယ်လိုနိုင်မှာလဲဆိုတော့ဒီမှာအခွင့်ကြီးနော်အခွင့်ကြီးနဲ့ရှင်ဖိုင်မှာနော်ဒီမှာဘိုးတင်းလူစကိုနော်1.3ပဲရှိတယ်ကျွန်တော်လိလာသူရှိတဲ့များကပွဲတိုင်းမှာဘိုးတင်းလူစကိုဖြစ်တာများတယ် ငါဘိုးတင်းကစကောဝမ်းမိုင်တတိပဲရှိရနော်အဲ့ဒါကိုကျွန်တော်တို့ဝမ်းမိုင်တတိမှာမထည့်ဘူးဘယ်တော့မှထည့်မှာလဲဆိုတော့နှစပြင်ထည့်မှာနော်ကျွန်တော်နှစပြင်မှာထည့်မှာနော်အာဒါနှစအောင်ပြင်မထည့်ဘူးနော်ဒီမှာဘိုးတင်းကစကောနှစအောင်ပြင်မထည့်ဘူးပြီးတော့ကျော်သွားတာဆိုကျွန်တော်တို့မထည့်ပါဘူးဘယ်ရောဒါဘိုးတင်းကစကောဆုံးမယ်ဒီဘွဲမှာ ချမ်းမြမ်းရှိမှာပေါ့အဲ့ဒါဘိုးဒင်းနဲ့စကောဆော့မယ်ဂျီယာဘလိုနိုင်အောင်ဆော့ရမလဲဆိုတော့သူတို့ဘိုးဒင်းနဲ့စကောထဲမှာတမိတ်လုံးတော့အချင်းချင်းလောရမကြီးနဲ့ဥမာအမိတ်ဆွေကတပွဲကိုတပေါင်းမနိုင်တဲ့ပွဲတိုင်းတပွဲကိုတပေါင်းနိုင်ပါတဲ့စားတော့မနိုင်နဲ့ဥမာပြောရင်ဥမာတပေါင်းထဲဒီတပွဲဘိုးဒင်းနဲ့စကောမဖြစ်ဘူးဟုတ်ပြီဇီဝန်နဲ့ပြီးသွားတယ်ဆိုပါစို့နောက်တပွဲကိုလည်းဘိုးဒင်းနဲ့စကောကိုပြန်ထား ပွဲတိုင်းထိုင်မယ်နော်မစားပြင်ထည့်မယ်စနစ်တိုင်းမစားပြင်တာနဲ့ထည့်မယ်တော့ရှင်းလာတော့မသိဘူးမစားပြင်ထည့်မယ်နော်မစားပြင်ထည့်မယ်ဘိုးဒင်းနစ်ကိုမစားပြင်ထည့်မယ်ပြီးတော့ပွဲတိုင်းထည့်မယ်စားနေမလိုက်ဘူးတော့ချက်နော်နှွားချက်ကဘိုးဒင်းနစ်ကိုထည့်မယ်မစားပြင်မှထည့်မယ်နောက်တစ်ချက်ကကျွန်တော်စားနေမလိုက်ဘူး ông mà ta bao thể bao số là bao thể ta bao số lý bao thể cái lùm mà lại của nó ta thể mà ta hối của ta mới thể mà và quê nhà ai chị hối này chính là lên về sau à nó ta hối của ta bao thể mà ta hối của này ta mới thể mà xe hối xe của ta đây mới cùng anh đây mà à ha hối thì xe hối số lú không nào hối cố lên đấy rồi bây giờ là bao này rồi anh đâu sao ဟိုးကိုင်းနေတဲ့ငွေရောမနာနဲ့ရှင်းပြီးတော့စော့ပေါ့ကိုတို့တသိန်းထဲမှာဆိုရင်လေကိုဟာဥမာဆယ်သိန်းရှိပါရှိတယ်ဆိုပါဆိုဆယ်သိန်းရင်းတယ်ဆိုပါဆိုတဘောတသိန်းထဲမှာဆိုရင်လေဆယ်ဘွဲကိုစားနေမလိုက်ပဲတဘောတသိန်းဦးလေးပဲထက်အဲ့ဒါကိုလေဘိုးတင်းစကိုပဲထက်ဒီကဒါဆိုရင်ဘိုးတင်းစကိုဖြစ်တယ်နော်1 4အဲ့ဆိုနှစ်ဆပြင်မှာထည့်တယ်ဆိုရင်ဒါနိုင်ရယ်နော်ဒီမှာခုနကကျွန်တော်ထည့်တာကျွန်တော်ထည့်တာဟာကြီးတော့ကြည့်လား ဓာတူဝင်နော်ဟုတ်ပါဘူးစူပါလေဟုတ်တယ်ဥမောဝင်ဒီပွဲမောဒီမှာဒီမှာဒီမှာတက်လာကျွန်တော်မစစ်ဝမ်းနော်ကျွန်တော်ဒီပွဲကဘလို့ပြောရလဲဆိုဒီပွဲမှာအပိုင်းကိုဒီမှာလေ့လာကြည့်ဟောပြီးသွားတယ်ကျန်ကြည့်တော့မြန်မာကျန်ပြီးရှင်မှာဘာနဲ့တိတ်ထဲနော်ဒီမှာ2.2 over 0.5 ကျွန်တော်ပြောတာတပိုင်းမှာငကူအနည်းဆုံးသွင်းတယ်နော်အနည်းဆုံးသွင်းတယ်အဲ့ငကူအနည်းဆုံးသွင်းတာကိုကျွန်တော်တို့ဟိုပြအောင်ဒီမှာကဆက်တူတဲ့ဥပောင်းဟာ1.5ပေါ့သူက1.6ပဲနော်အဲ့တော့ကျွန်တော်ဒီချိန်မှာမထည့်သေးဘူးခဏလေးဆောက်မယ်လက်စားပြောင်းဆောက်မယ်လက်စားပြင်မှာထည့်မယ်အဲဒါမှစပြီးမှပွဲရတယ် အလိုလိုသစားပြေမထင်ပါနော်ခုနကကျွန်တော်တို့မှာနှစ်သိမ့်ထဲအနိုင်နေလို့ဒီပွဲမှာသူကအပွဲတိုင်း golden to score ဖြစ်တယ်ခုနကပထမပိုင်းမှာဒီ Napoli ရဲ့ဂျူပလက်ကိုတပြေးစီးနဲ့နိုင်ထားတယ်တပြေးစီးနဲ့နိုင်ထားတယ်ဒီအပိုင်းမှာကျွန်တော်တို့ဘာထည့်ရမှာလဲဆိုကျွန်တော်တူတယ် over 1 fight ကိုစောက်တယ်အဲ့လိုစောက်နေတဲ့အချိန်မှာဒီဂျူဝင်တက်ကမတွန်းတဲ့ဘောတကောင်ကတကူးရင်တွန်းတယ် Napoli ရဲ့ အဲ့ဒီမှာကျွန်တော်ဂျူဝင်တက်ကိုတိုးတက် over 1.05တဲ့တော့2.23စရတယ်နော်အဲ့ဒါတနည်းနောက်တနည်းကခုနကကျွန်တော်ပြောချန်ပီယံရှစ်ပေါ့ချန်ပီယံရှစ်နော်တော့ဘူဒင်ဒစ်ကိုအနှစ်ခုနော်ဒါအဓိကကျွန်တော်ဆောက်ရနှစ်ခုဒီမှာတိုးတက်ဘူဒင်ဒစ်ကို1.37ရနော်ဒါပေမဲ့ကျွန်တော်တို့ဒီချိန်မှာမထည့်သေးဘူးနော် ပွဲတစ်ဖြည်းဖြည်းစစလာမှာအဲအမှဆိုရင်စတစ်ဖြည်းတက်လာတယ်နော်လက်စားပြင်ထည့်မယ်နော်ဒါလုံးရင်လည်းချင်ကြမယ်ချင်ကြမယ်ဆိုတော့ကျွန်တော်ထည့်မှပြတော့ကဲအားလုံးပဲအရှင်ပြကြပါစေ